2025ခုနှစ်အေရီတိုင်းဒေသကြီးဝင်ကြီးချုပ်ဖလားခရိုင်ပေါင်းဆောင်အသက်18နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဘောလုံးပွဲနဲ့စုချင်းမြင်ပွဲခန်းနာကိုမေလ12ရက်နေ့ညနေပိုင်းကပသိမ်မြို့ကိုသိန်းအားစားခွင့်မှာကျင်းပခဲ့ရာတိုင်းဒေသကြီးဝင်ကြီးချုပ်ဦးတင်မောင်ဝင်းနဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးများနဲ့၎င်းတို့ရဲ့ဇနီးများဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါတယ်ဧည့်သည်တော်များဟာဘုလူပွဲစဉ်ဖြင့်ပသိမ်ခရိုင်အသင်းနှင့်လက်ပုတ္တခရိုင်အသင်းတို့ရှင်ပြိုင်နေမှုတွေကိုကြည့်ရှုအားပေးခဲ့ပါသည်။ အဲဒီနောက်စုကြည်မြင့်ပွဲအခမ်းအနားကိုဆက်လက်ပြုလုပ်ရာရှေ့တန်းအကောင်ဆုံးကစားသမားစုရရှိသူအားစုတစိမ့်နဲ့ငွေသားစုကို တိုင်းသားရေးရာဝန်ကြီးက၎င်းအလေတန်းအကောင်ဆုံးကစားသမားစုရရှိသူအားစုတစိမ့်နဲ့ငွေသားစုကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက၎င်းနောက်တန်းအကောင်ဆုံးကစားသမားစုရရှိသူအားစုတစိမ့်နဲ့ငွေသားစုကိုလူမှုရေးရာဝန်ကြီးက၎င်းကိုသမအကောင်ဆုံး ကစားသမားစုရရှိသူအားစုတစိမ့်နဲ့ငွေသားစုကိုတယံဇာတရေးရာဝန်ကြီးက၎င်းပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားစုရရှိသူအားစုတစိမ့်နဲ့ငွေသားစုကိုစီးပွားရေးရာဝန်ကြီးက၎င်း တတိယစုရရှိတဲ့ဟင်္ဒရခရိုင်အသင်းအားတူးချင်းစုတစိမ်များနဲ့ငွေသားစုကိုလွန်ကြုံရင်းနဲ့နယ်စပ်ရေးရောင်းဝင်ကြီးက၎င်းဒုတိယစုရရှိတဲ့ပသင်ခရိုင်အသင်းအားတူးချင်းစုတစိမ်များနဲ့ငွေသားစုကိုတိုင်းဒေသကြီးတရားသူကြီးချုပ်က၎င်းစုများအတီးတီးချင်းမြင့်ခဲ့ကြပြီးပထမစုရရှိတဲ့လက်ပုတ်တာခရိုင်ဘော်လုံးအသင်းအားတိုင်းဒေသကြီးဝန်ကြီးချုပ်ကတူးချင်းစုတစိမ်များငွေသားစုနဲ့ဒေကွန်ဆိုင်စုပလားကိုပေးအပ်ချင်းမြင့်ခဲ့ကြောင်းသိရပါတယ်။ အေရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမဝင်းသည်ဒီနေ့မနက်ပိုင်းကတာဝန်ရှိသူများနဲ့အတူမအူမင်ခရိုင်ညောင်တုံးမြို့နယ်အတွင်းရှိဦးစားပေးမွေးမြူရေးလုပ်ငန်းကိုကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ဦးစွာမအူမင်ခရိုင်ညောင်တုံးမြို့နယ်စက်ကော့တောင်ကျေးရွာအုပ်စုစက်ကော့အောက်စုကျေးရွာရှိ ပိုင်ရှင်ဦးဝင်းအောင်ရဲ့ဦးစားပေးမွေးမြူရေးချမ်းမှာဘဲကောင်ကြီး4400မွေးမြူထားရှိမှုကိုကြည့်ရှုအားပေးခဲ့ပြီးတင့်တင့်မျှတတဲ့ဈေးနှုန်းဖြင့်စားသုံးသူပြည်သူများရဲ့လက်ဝယ်အရောက်ဖြန့်ဖြူးရောင်းချပေးနိုင်ရေးမှာကြားခဲ့ပါတယ်။ အဲဒီနောက်ဟင်္ဒရာမြို့ပြည်လုံးချမ်းသာခမ်းမမှာပြုလုပ်တဲ့အကြံဖက်ဖြစ်စဉ်များကြောင့်နေရဲဆွန့်ခွာပြည်သူများအတွက်အမျိုးသားတဘာဝပင်အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရမုံငွေမှထောက်ပံ့ငွေပေးရခြင်းအခမ်းအနားတို့တက်ရောက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကအားပေးစကားပြောကြားပါတယ်။ အဲ့ဒီနောက်ဒိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများဟာအကြမ်းဖက်ဖြစ်စဉ်များကြောင့်နေရဲဆွန့်ခွာပြည်သူများအတွက်ထောက်ပံ့ငွေနဲ့ဆန်ရိတ်ခါများပေးရခဲ့ပြီးအထူးထေအုပ်ချုပ်ရေးဦးစီးဌာနပညာရေးဌာနလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာခရိုင်မျိုးနယ်ဦးစီးမှုရုံးများမှတာဝန်ရှိသူများကအကြမ်းဖက်ဖြစ်စဉ်များကြောင့်နေရဲဆွန့်ခွာပြည်သူများအားလူဦးရေစင်ကောက်ယူခြင်းနဲ့ထောက်ပံ့ငွေများပေးရနေမှုကိုကြိရှိအားပေးခဲ့ပါသည်။ အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာဟင်္ဒရာမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာပြုလုပ်တဲ့2024-2025ခုနှစ်မိုးစမားရာသီမှာရေကြီးနှင်းမြုပ်မှုကြောင့်ထိခိုက်ပျက်စီးသွားတဲ့မိုးစမားများပြန်လည်စိုက်ပျိုးမှုအတွက်အမျိုးသားသဘာဝပေးအန်တီရဲ့စီမံခန့်ခွဲမှုရန်မုံငွေမှ25ရာခိုင်နှုန်းထောက်ပံ့ပေးရပွဲခန်းနာသူတယောက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဟင်္ဒရာခရိုင်အနေနဲ့ပဲမျိုးစုံစိုက်ပျိုးလျက်ရှိပြီးပဲကြီးပဲပုတ်ဧကတသိန်းစိုက်ပျိုးဆောင်ရွက်လျက်ရှိသလိုနေကြာသီးနှံပန်းတိုင်းအထွန်းနှုံရောက်ရှိအောင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း2025-2026ခုနှစ်ဟာ တီးနှံဆုံးပန်းတိုင်ထွန်းလုံးရောက်ရှိရမယ့်နေ့ဖြစ်ပြီးတောင်သူများအနေနဲ့ဒိုင်းနေသားကြီးရဲ့တီးနှံဆုံးပန်းတိုင်ထွန်းလုံးရောက်ရှိရေးအတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစီလိုကြောင်းပြောကြားခဲ့ပြီးဒိုင်းနေသားကြီးဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးများကအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်မုံငွေမှ25ရာခိုင်နှုန်းထောက်ပံ့ပေးအပ်ရာတောင်သူများကလက်ခံရယူခဲ့ပါတယ်။ အဲဒီနောက်ဒိုင်းဒေသကြီးဝန်ကြီးချုပ်ဟာဟင်္ဒနာခရိုင်လေးမျက်နှာမျိုးနဲ့အားစားခံမမှာပြုတ်လုတဲ့အကြမ်းဖက်ဖြစ်စဉ်များကြောင့်နေရဲဆွန်ခွာပြည်သူများအတွက်အမျိုးသားတဘာဝပေးအန်ဒီရဲ့ဆိုင်ရာစီမံခန့်ခွဲမှုရမုံငွေမှထောက်ပံ့ငွေပေးရခြင်းခံရသူတက်ရောက်ပြီးအမှားစကားပြောကြားကယာယီနေရဲဆွန်ခွာပြည်သူများအတွက်ထောက်ပံ့ငွေနဲ့ဆံများပေးရခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနကွယ်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်